ဇူလ16ရက်နေ့ကနေပြီးတော့ဇူလ22ရက်နေ့အတွင်းမှာဂျူနီသားတွေပေါ်မှာမူတည်ပြီးတော့ဆောင်ရန်ရှောင်းရန်တွေကိုပြောပြသွားမှာပါ။ဟိုကျမတို့အပါဝင်ပေါ့နော်။တော်တော်များများကဒီအိန္ဒိယလေရင်ပြက်ကြတဲ့ပုံမှာဒါစိတ်မကောင်းဖြစ်ကြတယ်ပေါ့နော်။ဒါကတော့ဘယ်လိုပြောမလဲဟိုကျမတို့ဒီနှစ်က2025ဟာ2024ထက်နှစ်ကျန်းနေဆိုတာကိုဒီဘီရင် တွေ့တဲ့လူတွေပေါ့နော်ဗေဒင်ပညာရှင်တွေနဲ့ဒီနက်ခတ်နဲ့ပတ်သက်တဲ့နော်သူတိုင်းဟာဒီဟာကိုကျမတို့ကြူပြီးတော့တိကြတိခဲ့တိကြတယ်ပေါ့နော်အဲ့လိုပြောရမှာပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီနှစ်အတွင်းမှာအင်မတန်ကိုကောင်းတဲ့ပေါ့နော်ဟိုသူတော်ကောင်းကျူဖြစ်တဲ့ ကြာတပလီကျူဟာအခုအ мян သွားနေတယ်အ мян သွားတာကိုဘေဒင်လို့ပြောမယ်ဆိုလို့ရှင်တော့တိဟာစာကျင့်တယ်လို့ခေါ်တယ်ပေါ့နော်အဲ့လိုတိဟာစာကျင့်တယ်ဆိုရင်ဘာဖြစ်သလဲလို့ပြောရင်တိဟာစာကျင့်တယ်ဆိုလို့ရှင်သူကကြာတပလီကျူတိဟာစာကျင့်တယ်ဆိုတာ25နှစ်လို့မှတစ်ချိန်လောက်ပဲဖြစ်တာပေါ့နော်ပြီးတော့အင်အင်္ဂါကလည်းသူကကောစာအင်္ဂါကလည်းအခုလိုအနေထားကြီးကြုံနေရတာနောက် Yahoo နဲ့စနေငါအခုဆိုလို့ရှိရင်စနေနဲ့တောက်ကြအဲဒါမျိုးတွေဂျိုးအနေထားတွေအရာဟာဒီလိုကာလမှာကျမတို့တွေကနော်ဟိုရာသီဥတုတွေကြမ်းတမ်းနေဂျာသီဥတုတွေဒါလေမကနော်တိုင်းပြည်အဝဝမှာစစ်မှတ်ဖြစ်ပွားမှုတွေဖြစ်နိုင်နေဆိုတာ ကိုကျမတို့ဗေဒင်ချမ်းနေတဲ့ဒီနက်ခတ်ဗေဒပညာရှင်တွေကဒါကိုကျမတို့ကကြိုပြီးတော့ သိနိုင်နေပေါ့နော်ဒီဘေးရင်ပညာကိုလေ့လာလိုက်တာ ਨੇ ဒါတွေကိုကျမတို့ကသိနိုင်မြင်နိုင်ကြားနိုင်နေပေါ့နော်အဲ့လိုပြောရမှာပေါ့နော်အဲ့တော့ဒီကာလတွေမှာကျမတို့ကဒါမျိုးသတင်းတွေကိုကျမတို့ဟိုကြားရလိမ့်မယ်လို့တော့ယူဆပြီးသားပေါ့နော်ဒါပေမဲ့မမျော်လင့်ဘူးအဲ့လိုမျိုးမကြားချင်ဘူးအဲ့လိုမျိုးတွေမမှန်စီချင်ဘူးเนาะဒါပေမဲ့တကယ်ဖြစ်သွားတော့လေဟိုဖျားတရားပေါ့နော်ပြောမယ်ဆိုလို့ရှင်တော့ကုသိုလ်ရေး ေးကိုကျမတို့ပို့လုပ်ဖို့လိုတယ်ပေါ့အဲ့ဒါတော့ကျမအားလုံးကိုမေတ္တာနဲ့တိုက်တွန်းပါတယ်ဒီနှစ်ကအင်မတန်ချမ်းပါတယ်เนาะအခုကျမထပ်ပြီးတော့ဒီနေ့မှထပ်ပြီးတော့ကျင့်တဲ့ခါကျတော့သီဟစာကျင့်တဲ့အတွက်ဇာသပတိကျူဟာသီဟစာကျင့်တဲ့အတွက်ရည်ကြီးနိုင်နေလေကြီးနိုင်တယ်လို့ကျမတို့ဆယ်မြောင်းနေတာယိုးတွေကျိုးပေါက်နိုင်လို့လူတွေဒုက္ခရောက်နိုင်တာကိုလေကျမတွေ့ရပါတယ် အဲ့တော့မြင့်နာချောင်းနာဆယ်နာကန်နာမှာနေတဲ့လူတွေအထုကယူဆိုင်ပါဒီကာလတွေမှာမိုးကြီးနိုင်နေလေကြီးနိုင်နေရေကြီးနိုင်နေเนาะဒီနှစ်ကဗုဒ္ဓဖူးနဲ့ပတ်သက်တဲ့လေနဲ့ပတ်သက်တဲ့เนาะဗုဒ္ဓဖူးဂျုံနဲ့ပတ်သက်တဲ့ထိကိုက်ဆုံးရှုံးမှုတွေဖြစ်နိုင်တယ်လို့ပဲကြာသပတေးဂျုံနဲ့ပတ်သက်တဲ့ထိကိုက်ဆုံးရှုံးမှုတွေလည်းဖြစ်နိုင်ပါတယ်เนาะဖျားစီတီတွေ ဒါတွေပျက်စီးတာမျိုးတွေလည်းကျမတို့ကြုံရနိုင်တယ်ပေါ့နော်။နောက်ဖုံကြီးကြောင်းနေနော်။နောက်ကျမတို့ပြောမယ်ဆိုလို့ရှင်တော့ဟိုပြည်သူတွေနဲ့သက်ဆိုင်တဲ့အဆောက်အဦတွေပေါ့နော်။ဒါမျိုးတွေလည်းထိခိုက်ပျက်စီးတာမျိုးလည်းကြုံရနိုင်တဲ့အတွက်ကျမကတော့ကုသိုလ်ရေးရေးတရားတွေကိုလေးလေးနက်နက် เนี่ยเตเตชาชาลีลงเสียจังมาเลยเนาะเออถ้าจมารุบาไปเปียวๆจมารุอนเนี่ยกุตุยีเยดยาเยลงพี่รอโกยแกนโกอตัดไหนซงจมารุเปลี่ยนสินโลรอยาบาเลยเนาะไอ้ตัวเลยจมาปုံมันอัปสินจมายีเยดยาดิไปบาเลยเนาะจุงละ16เยนี่จุงละ16เยนี่ก็ အလုံးစုံပြီးစီးအောင်မြင်စေတဲ့တိတ်တိယုတ်ရထားတဲ့နေ့ဖြစ်တယ်เนาะပြောမယ်ဆိုလို့ရှိရင်တော့အဲဂျူလ16ရက်နေ့မန်ဒီဟာနေကောင်းတဲ့နေ့ထဲမှာပါပါတယ်เนาะအလုံးစုံပြီးစီးအောင်မြင်စေတဲ့တိတ်တိယုတ်နဲ့เนาะတင့်တယ်ကောင်းမြတ်စေတဲ့သူဘယုတ်ရထားတဲ့နေ့ဖြစ်တယ်เนาะအဲ့လိုနေ့ရတော့ကျွန်မပြောရမယ်ဆိုလို့ရှိရင်တော့เนาะဒါဟာဒနတိတ်တိနဲ့စမ်းရှင်နဲ့နက်ခတ်စမ်းရှင်နက်ခတ်မိတဲ့နေ့လို့ပြောလို့ရတယ်เนาะ ဇွန်လ16ရက်နေ့မှာကျမတို့ငွေကြေးဆိုင်ရာအစီအစဉ်လေးကိုလုပ်နိုင်တဲ့နေ့ဖြစ်ပါတယ်။ငွေကြေးဆိုင်ရာအစီအစဉ်လေးကိုဘယ်လိုလုပ်ရမလဲဆိုတာကိုကျမတီးတန့် posting ပြီးတော့ကျမပြောပါမယ်။16ရက်နေ့မှာလုပ်ရမှာ ဖြစ်တဲ့အတွက်မနေ့ဖြန်မှာကျမ posting ပါမယ်နော်။ live လွှင့်ရင်လည်းလွှင့်မယ်ဒါမှမဟုတ်ကျမဘယ်လိုပြောမလဲအာဟိုပါပေါ့နော်။တေချာပြောမယ်ပေါ့နော်။အဲအဲ့တော့ အခုဒါကျမအရှိကြီးပြောရမှာဖြစ်တဲ့အတွက်ဒါဟိုကျမဒီမှာမပြောဘူး။ဘာကြောင့်လဲ post တစ်ခုစာပြောရမှာဖြစ်တဲ့အတွက် Monday ဇွန်လ16ရက်နေ့ဟာဒနသိတိနဲ့ဆန်းရှင်နဲ့နေ့ဖြစ်တဲ့အတွက်ကျမတို့ငွေကြီးငွေကြီးကန်ကောင်းအောင် လုပ်လို့ရတယ်။ငွေကြီးပိတ် ကံပေါ့နော်လက်ပိတ်နေတဲ့လူတွေလည်းငွေချေးကံကောင်းအောင်လုပ်လို့ရတဲ့နေ့ဖြစ်တယ်။အဓိဋ္ဌာန်ဝင်လည်းအင်မတန်ကောင်းနေပေါ့နော်အဲ့ဒါကိုကျမကပြီးသတ်နောက် post တစ်ခုမှကျမပြောပါမယ်နော်။အဲ့တော့16ရက်နေ့မှာကျမတို့ငွေကြေးဆိုင်ရာ ကိစ္စရက်တွေကိုလုပ်လို့ရတယ်။နော်ပြီးတော့ကျမတို့အဓိဋ္ဌာန်နေ လုံလို့ရတယ်เนาะရတရားအစီရင်နေဒါမျိုးတွေလုံဖို့အတွက်အခါကောင်းနေမိဖြစ်ပါတယ်เนาะအဲအယောင်နေနေကတော့ကျမတို့ယောဂီယောင်နဲ့အဖြူယောင်လိန်မော်ယောင် ရွှေရောင်အဲ့ဒီအရောင်တွေကတော့အကောင်းဆုံးအရောင်တွေဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုရင်တော့မြောက်ရက်ဖြစ်ပါတယ်။ရွတ်ဖက်ပူဇော်ရမယ့်ဂါထာကတော့ဂုံတော်ကွန်ချာကိုကိုးကပူဇော်ပါ။ဒီကြားထဲမှာကျွန်မတို့ငွေကြီးအရန်အခက်ခဲဖြစ်နေတယ်နော်။ငွေကြီးရန်အခက်ခဲဖြစ်နေလို့နော်ကျွေးပူတွေလည်းရှိနေတယ်ပတ်စံရဖို့လည်းအရန်ကိုလိုအပ်နေတယ်ဆိုရင်တော့ကျမကနော်ယသိဥခန္တီရဲ့ဂါထာသို့မဟုတ်ဒီဝါတပတိ နော်ဂါရတော်ကိုပတိတပတ်ပူဇော်ပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်ဒါဆိုရင်ဂုံတော်ကွန်ချာကိုးကောက်ရွတ်မယ်ဒီဝါတိပတိဂါရကိုပူဇော်လက်ဆရှိတဲ့လူတွေကဒီဝါတိပတိဂါရကိုပူဇော်ပါဒီဝါတိပတိဂါရမဟုတ်ဘူးယတိယတိဥခန္တီရဲ့ဂါရကိုပူဇော်တယ်ဆိုလို့ရှိရင်လေပတိတပတ်ပြအောင်ပူဇော်ပါပြီးရင်ကျမက ဘာကိုရွတ်ဖတ်စေချင်တယ်လဲဆိုရင်မေတ္တာဒုတ်ကို ကိုးကောပူဇော်ပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်။ဟုတ်ပြီ။ဝေကြီးကံအတွက်ကိုဘာဟိုလှူဒန်းရမလဲဆိုရင်တော့ကျမကဖះမှာစွန်းနေနဲ့စံစီစားစေဆက်ပြနော်အိမ်ကဖះမှာပဲစံကိုဟိုပါပေါ့ဟိုခွက်ကလေးနဲ့စံလေးပြီးလို့ရှင်စီလေးကိုခွက်ကလေးနဲ့လဲစီစံစီစားစေးဆက်ပြအောင်အိမ်ကဖះမှာ လှူဒန်းမှာเนาะဒါကိုကျမကအဲ့လိုလှူဒန်းမယ်ဆိုလို့ရှိရင်တော့ငွေကြေးကန်အတွက်လည်းအထောက်ပံ့အကောင်းကြီးဖြစ်လာစေပါလိမ့်မယ်เนาะဇူလ18ရက်နေ့ကတော့နေ့ကျန်းပါတယ်နော်ဥပါဒယုတ်နဲ့ဥပါဒယုတ်ဆိုတာက လူတွေကို ထိခိုက်ပျက်စီးသိဆုံးစေတတ်တဲ့ယုတ်ပါနော်ဥပါဒယုတ်နဲ့ဆင်းရဲဒုက္ခကြုံစေတတ်တဲ့ကာနယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်အဲ့လိုနေ့မှာတော့ တစ်နေ့လုံးအချိန်ခါမကောင်းပါဘူးအင်္ဂါနေ့18ရက်နေ့ဟာတစ်နေ့လုံးမိုးလင်းတာ3ည3ညနိုင်ရနေည12နိုင်ထိအချိန်ခါမကောင်းတဲ့နေ့ဖြစ်ပါတယ်အဲ့လိုနေ့မှာတော့ကျမတို့ဂယုဆိုင်ပြီးတော့နေထိုင်မှမယ်ကံကောင်းလက်ပွင့် စေတဲ့အရာကတော့နော်ကျမတို့ယောဂီအောင်ဖြစ်ပါတယ်အရက်မျက်နာနေနဲ့ဆိုရင်တော့အနောက်တောင်ရက်ဖြစ်ပါတယ်ရွတ်ဖတ်ရမယ့် ဂါထာကတော့မေတ္တာသုံးနဲ့မေတ္တာသုံးဟိုကျွန်မတို့ပုပ္ပနာသုံးဒါရဏပရိပြီးရင် ကျွန်မတို့သံပုတ်တွေကိုပတိတပတ်ဥစော်ပြီးပါစွန်းနေနဲ့ကတ်မယ်ဆိုလို့ရှိရင်တော့ရေတန့်ရေဖျားကိုရေတန့်လှူပါပြီးရင်ရေလိုနေတဲ့လူတွေကို ရေလှူပေးပါဂျူလာ၁၈ရက်နေ့ဂျူလာ၁၈ရက်နေ့ကတော့ သူကဟိုဗဒုံမယုတ်နဲ့လုံမကယုတ်ပေါ့နော်ဗဒုံမယုတ်ကကြတော့ပစ္စည်းဥစ္စာတွေကိုတိုးပွားစေတဲ့ယုတ်ဖြစ်တဲ့အတွက်အခါကောင်းပေါ့နော်ဟိုလုံမကယုတ်ကတော့ပစ္စည်းဥစ္စာတွေကိုဆုံးရှုံးစေတဲ့ယုတ်ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ကောင်းတဲ့အကောင်းအဆိုးတွင်တွင်နေတဲ့ယုတ်ပါ အမောင်ကာလာကတော့နေ့7နာရီရနေပြီးတော့နေ့7နာရီနဲ့30မိနစ်အတွင်းအမောင်ကာလာဖြစ်သလိုည10နာရီ မိနစ်90ရနေပြီးတော့ည12နာရီအတွင်းအချိန်ခါမကောင်းပါဘူးရှင်။ကံပွင့်စီတဲ့အရာကတော့အဖြူရောင်ဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်မြောက်ရက်ဖြစ်ပါတယ်။ရွတ်ပွားပူဇော်ရမယ်ဂါရာကတော့ဂုံတော်ကွန်ချာနဲ့တရဏဂုံကိုတိဆောက်ပါဂုံတော်ကွန်ချာကိုပူဇော်မယ်ဆိုလို့ရှိရင်တော့ငွေကြီးဆိုင်ရเนาะခြိကైဆုံးရှုံးတာတွေ တတ်တာပါလိမ့်မယ်။ဘေးအန္တရာယ်လည်းကင်းပါလိမ့်မယ်။လူဒန်းရမယ်။စွန်းနေနဲ့ဆိုလို့ရှိရင်တော့ကျမတို့နဝင်းစွန်းလူဒန်းနိုင်ပါလေ။ဂျုံလ16ရက်နေ့ဂျုံလ16ရက်နေ့ကတော့စတာရုံနဲ့တူးတက်ကြီးပွားစေတဲ့မိတာရုံရထားတဲ့နေ့ဖြစ်ပါလေ။စတာရုံဆိုတာကကျမတို့ ကုံရှိနေတဲ့ပစ္စည်းဥစ္စာတွေကိုတိုးတက်စေတဲ့ရုပ်ပါเนาะမိဓာရုပ်ကြတော့လေကိုကကြီးပွားစေတဲ့ရုပ်ဖြစ်တဲ့အတွက်ဘုံတဖူးနေနော်16ရက်နေ့ဗုဒ္ဓဖူးနေ့ဟာနေကောင်းတနေ့ဖြစ်ပါတယ်။ငွေကြေးဆိုင်ရာကိစ္စတွေကိုအောင်မြင်စေလိုခြင်းအောင်မြင်စေခြင်းနဲ့ဆိုလို့ရှိရင်တော့အဲ့လိုနေမှာလှုပ်ဆောင်မှာငွေကြေးဆိုင်ရာကိစ္စတွေအောင်မြင်ပါလိမ့်မယ်။ဒါအပြင်ကျမတို့နော်ကံကောင်းလက်ပွင့်စေတဲ့အရာကတော့ ခရမ်းရောင်ဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုရင်တော့အနောက်ရက်ဖြစ်ပါတယ်။စွန်းအနေနဲ့ကတ်မယ်ဆိုလို့ရှိရင်တော့ရွှေထမင်းလှူဒန်းနိုင်ပါတယ်။ရွပွားပူဇော်ရမယ့်ဂါထာကတော့ဂုံတော်ကွန်ချာနဲ့မြစ်တာတုတ်ကိုးကောက်ပူဇော်နိုင်ပါတယ်။ဂျုံလာ20ရက်နေ့ဂျူလာ20ရက်နေ့ကတော့စက်တေမင်္ဂလာရီနဲ့ပြည့်စုံစေတတ်တဲ့သီရိဝိဆာယုတ်နဲ့ ထိခိုက်ဆုံးရှုံးပျက်စီးစေတဲ့ဝစီယာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရန်အမောင်ကာလကတော့မနက်7:30နာရီကနေပြီးတော့နေ့12နာရီအတွင်းအချိန်အခါမကောင်းပါဘူးရှင်။ည9နာရီ52မိနစ်ကနေပြီးတော့ည9နာရီ20အတွင်းအချိန်အခါမကောင်းပါဘူးရှင်။အဲ့ဒီအချိန်အခါတွေကို ရှောင်ကျင်ပြီးတော့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့ဒါလှုပ်ဆောင်နိုင်ပါတယ်။ကံကောင်းလက်ပွင့်စေတဲ့အရာကတော့အဝါနုယောင်နန့်တာယောင် ဖြစ်ပါတယ်။အယက်မျက်နှာအနေနဲ့ကတော့အနောက်တောင်ရက်ဖဲဖြစ်ပါတယ်။လူရွပွားပူဇော်ရမယ်ဒါတာကတော့မြစ်တာတုတ်ပုပ္ပနာတုတ်ဘုံတော်ကွန်ချာဒါတွေကိုရွပွားပူဇော်ပါ အခါရဆုံးကတ်မယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုကတ်လူပူဇော်နိုင်ပါတယ်21ရက်နေ့ဂျူလ21ရက်နေ့ကတော့ချမ်းသာကြီးမားစေတတ်တဲ့တောမြရုပ်နဲ့ညထောင်နိုင်အလွန်မှာတော့ပစ္စည်းဥစ္စာတွေကို ကုန်ဆုံးစေတတ်တဲ့လွားချရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနက်9:00ရာနေပြီးတော့မနက်10:30အတွင်း ည၈နာရီ22မိနစ်ကနေပြီးတော့ည12နာရီအတွင်းအချိန်ခါမကောင်းပါဘူး။ရှောင်းရံအမောင်ကာလကိုရှောင်းကျင်ပြီးတော့စီးပွားဆိုင်ရာကိစ္စတွေကိုတော့လှုပ်ဆောင်နိုင်ပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အရောင်ကတော့အဝါချအဝါရောင်ဖြစ်ပါတယ်၊ရွှေရောင်ဖြစ်ပါတယ်၊ပဒောက်ရောင်ဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်မြောက်အရက်ဖြစ်ပါတယ်။ရွပွားပူဇော်ရမယ့်ဂါထာကတော့ဂုံတော်ကွန်ချာနဲ့မြတ်တာတုတ်ကို ပူဇော်ပါ လှူဒန်းရမယ်စိုးနေနေဆိုလို့ရှိရင်တော့နဝင်းစိုးကိုလှူဒန်းနိုင်ပါတယ်ဂျူလာ22ရက်နေ့ကတော့ရက်ကျန်းပါတယ်เนาะဂျူလာ22ရက်နေ့ကရက်ကျန်းတဲ့အတွက်အထူးဂရုစိုက်စေချင်ပါတယ်ဂျူလာ22ရက်နေ့မှာမြစ်စုရုပ်เนาะတည်စေတတ်တဲ့မြစ်စုရုပ်နဲ့ဆင်းရဲဒုက္ခတွေကိုကြုံတွေ့စေတတ်တဲ့ကာနာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ် ရှောင်းရင်အမောင်ကာလကတော့မနက်3ည3ည나ရီကနေညနေ6နာရီအတွင်းအချိန်ခါမကောင်းပါဘူးဒီချိန်တွေကိုရှောင်ကျင်ပြီးတော့ကိုလုံအောင်မြင်စေလိုတဲ့ကိစ္စတွေကိုတော့ဒီလိုနေ့မှမလုပ်ဖို့ကျမကအကြံပြုချင်ပါတယ်ကံပွင့်လက်ပွင့်စီရဲ့အရာကတော့အဖြူရောင်ပဲဖြစ်ပါတယ်အရက်မျက်နှာနေနဲ့ဆိုရင်တော့အနောက်အရက်ဖြစ်ပါတယ် ရုပ်ပွားပူဇော်ရမယ့်ဂါထာကတော့ဂုံတော်ကွန်ချာမေတ္တာသုတ်ပုပ္ပနာသုတ်တို့ကိုရွတ်ဖတ်ပူဇော်ပါ24ပစ္စည်းပဋ္ဌာန်းကိုအရှိရွတ်မယ်ဆိုလို့ရှင်လေရွတ်ပွားပူဇော်နိုင်ပါတယ်လှူဒန်းရမယ့်စိုးနေနေရတော့နဝင်းစိုးကိုလှူဒန်းနိုင်ပါတယ်ဒါကတော့ကျမတို့ဂျူလ16ရက်နေ့ကနေပြီးတော့ဂျူလ22ရက်နေ့အတွင်းမှာကျမတို့ဆောင်ရန်ရှောင်ရန်တွေကိုပြောပြသွားတာဖြစ်ပါတယ်